အားလုံးပဲမင်္ဂလာပါမန်နေယူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့စာသမားတို့ရေကျွန်တော်တို့ဒီကနေ့မှာတော့မန်ဆောင်နေတဲ့အစ်နဲ့စပိန်ကလရီယာဆိုစီတဲ့နဲ့ဒီညာ7နိုင်စင်ကမှာဆိုရင်အဲသူတို့ရဲ့အင်ကွင်းမှာကစားဖို့ရှိနေပါဗျာယူပါလေး6တင်းပွေးစီပထမအကြောကိုအဲ့ဒီပွေးစီရဲ့အတွက်ကိုစပိန်နိုင်ငံကိုထုတ်ကော်တော်တဲ့လူစီရဲ့အနေထားကိုကျွန်တော်ကြည်အောင်လို့ချင်း ကိုသမားနေရာမှာအဓိကဆိုရင်အိုနာနာပေါ့ဗျာကျန်တဲ့အရင်ကစားသမားကိုသမားနေရာတော့ပါဝင်တော့ခဲ့တယ်ပြီးလို့ကျွန်တော်တို့ဒီနောက်တန်းနေပါဒီမှာကြည့်ရလို့ချင်းလင်ဒီလိုပေါ့ဗျာပြီးလို့ရှိဒါလော့ဒီလေးလီလီယူရိုအေဒင်ဟေဗန်ကျွန်တော်ကွင်းလီမှာဆိုခရစ်စတင်အေရစ်စင်ကက်စမေရိုဘရူနိုဗာတက်တူပီကောလီယာလေးကပြန်ပြီးတော့ပါဝင်လာတယ်ပြီးလို့ချင်းပက်ထရစ်ဒူကိုတိုက်စီမှာဆိုရင်ကျွန်တော်တို့အစ်တင်ရဲ့ယူချုကမရှိပါဘူးစကီစီရဲ့ freshman ခွိုင်လေးကာနာရှူဆိုပြီးတော့အတိအထွက်ကိုတော့ခဲ့တယ်ဆိုတော့အဲ့ဒီပွဲစဉ်မှာအဓိကအသုံးပြုနိုင်ခြင်းရှိတဲ့ ကစားသမားစစ်တယောက်ဆိုရင်ကျွန်တော်ကိုသမားနေရာကအန်ဒရီအိုနန်နာပေါ့ဗျာကျွန်တော်အစ်တမလုံးဝ reject ကိုမရှိပါဘူးပြီးလို့ချင်းနောက်တဲ့ဆန်တဲ့ပဲသုံးယောက်ကိုကြည့်ရလို့ရှိရင်တော့မကွိုင်းယောင်းကလည်းပါဝင်မှုမရှိတဲ့အတွက်လီနီယူရဲ့ပြီးလို့ချင်းဒီလစ်မာဇာရီဆိုပြီးတော့ဒီဆန်တဲ့ပဲသုံးယောက်ကိုမြေတရားဝရှိနေတယ်ပြီးလို့ချင်းကျွန်တော်ကွင်းလီအနေထားမှာဆိုရင်ပက်ထရစ်ဒူကိုက ပြန်ပြီးတော့ပါဝင်လာမှာကိုဒါကြောင့်ပက်ထရစ်ဒူကိုရဲ့ဘရူနိုဖာနီရဲ့ကက်ဆီမိုရီယိုရဲ့ဒီကိုထားလို့ဆိုပြီးတော့ကျွန်တော် ဖြစ်ကောင်းဖြစ်နိုင်တယ်နံပါတ်1ရောက်မှာတော့စာသမားတို့ရဲ့ဂါနာရှင်နဲ့အရေစင်သုံးမဟုတ်ကြောင့်တော့ဂါနာရှင်နဲ့ဇကီဇီကိုထားပြီးတော့အထောက်မှာ regiment wild line ဒီလိုမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အသိအနေနဲ့ဒီလူစင်းကဒီလောက်ပါပဲရွေးချယ်ငယ်ကျွန်တော်တို့မသိမရှိဘူးအရင်နေပါတယ်မှာလေကျွန်တော်အသိမှာအများမတောင်းတဲ့အတွက်အဓိကကစားသမားတွေတဲ့ပြဿနာကြုံရတဲ့အနေအထားတစ်ခုမှာဒီစစ်တယောက်ကပဲအဓိကပထမအဦးဆုံး ပွေးစီမှာကစားဖို့နေတာတကူကျွန်တော်တွေ့နေရတယ်ဒါပေမဲ့လို့ပေါ့ဗျာတကယ်လို့ကျွန်တော်ဒုတိယပိုင်းတွေဘာတွေမှာအပြောင်းလဲတိုက်စစ်နေရတော့မှလုံမေဆိုရင်လည်းကျွန်တော်အတင်းအတွက်ကတော့ရေချွေကမရှိတဲ့နေတာတကူမှာအာခရစ်စတီအေရီဆန်တို့ကိုထေကောင်းထေလာနိုင်တယ်အပြောင်းလဲနေနဲ့ပြီးလို့ရှိရင်ဘရူနိုဖာနန်ဒက်တို့ကိုတင်းနေပဲတင်းလို့ပို့ပြီးတော့ဒီလိုမျိုးလေကျွန်တော်တို့သွားမှပဲအဆင်ပြေပါဘူးဘာလို့လဲဆိုတော့ကိုရီးယားအသင်းနေနဲ့ တီလူစင်းကလုံးဝကိုဒီ real society ကိုချိန်ဖို့ဆိုတာအင်မတန်ကိုခက်ခဲနေတယ်ကျွန်တော်ပွေးချစ်သူတွေချင်းမှာပြောခဲ့တယ်လို့ပါပဲ society တင်တဲ့သူတို့ရဲ့ spin la liga မှာအဆင့်၉မှာရှိနေတယ်ဒါကမေဆောင်နဲ့တဲ့အတင်းတွေကိုအစတရာမကတာနေတယ်ကိုရီးယားအတင်းနေနေပေါ့ဗျာ premier league မှာဆိုရင် assist 14စင်းကမှာရှိနေတယ်ပြီးလို့ချင်း fa ကကနေလေးပူပူနေနေထွက်ခဲ့ရတယ်ဆိုတော့အတင်းတွေကတော့ပေါ့ဗျာတကိကို free များတယ်ဒါပြကျွန်တော်နေပြအမ်မူရဲ့အတွက်ကလည်းရေးရွှေကွေးမရှိတဲ့လူစင်းမှာဒီလိုပဲကျွန်တော်သုံးတော့ရဖို့ရှိနေတယ် ြီးလို့ချင်းတူပီကောရီယာတို့ဆိုရင်လည်းပထမဦးစားပေးမှာပါဝင်လာမယ်ကျွန်တော်မထင်ပါဘူး။ဘာဖြစ်လို့လဲဒီကစားသမားလေးတွေကတင်ပြဿနာကြုံနေရလို့အခုတက်တာလာတာ။အစ်မလူစင်းမပြေလို့ဒါဒီလူငယ်ကစားသမားလေးတွေကိုကျွန်တော်ခေါ်သွားခဲ့တာ။ဒီကနေ့ကျရလို့ချင်းယူပါလေပွေးစင်နေတဲ့တကူကစားသမားတွေက25ရောက်လောက်ပဲတော့ခွင့်ရှိတာ။ဒါပေမဲ့လို့ကိုရီးယားအစ်နေနဲ့အော်အရင်နေပါနေမှာလေလူငယ်ကစားသမားလေးတွေပဲရှိတယ်ပြီးလို့ချင်းကိုရီးမာကအင်အားမတောင်းတဲ့အချိန်တွေခုမှဆိုရင် ဒီလူစင်းကလုံးဝကိုအချင်းနဲ့မကောင်းတာအမှန်တည်းပြောလို့ရှိရင်ကိုရီအစ်တင်နဲ့အဲ့ဒီ real ဆိုတဲ့အင်ကွေးမှာကစားဖို့ကိုအင်မတန်ကိုခက်ခဲမှဆာတယ်မတော်ရရှေးပွေးစီနေတဲ့ကိုဒီပွေးစီကပုံပြီးတော့ခက်ခဲနေဦးမှာဘာကြောင့်လဲဆိုရင်အခုကျွန်တော်ပြောခဲ့သလိုပါပဲဒီစစ်တယောက်တော့ပွေးထုတ်လာပြီးတော့အမေရိကန်လှုပ်လှုပ်ခင်းရင်တော့အတိုင်းတကူကောင်းချီကောင်းနိုင်လိမ့်မယ်ဒါပေမဲ့လို့ဒီစစ်တယောက်မှာ တကယ်တမ်းအသေးအတွက်ကစားပေးနိုင်မင်းကစားသမားတွေရဲ့ခက်ရှာရှာညာရိုက်ဘက် channel ကိုဒီဖန်စီမှာကစားနေတဲ့ကက်စမီယိုနဲ့ဒီကိုဒါလောကလုံးဝကိုအဆင်မပြေတာကျွန်တော်တို့ဒီရှေ့ပွေးစီတွေကိုကြည့်လို့ချင်းပြလို့ချင်းနံပါတ်10တို့အထောက်မှာကစားနေတဲ့ရရှမဲဝိုင်လန်တို့ခရစ်စတီအေရစ်တို့ဆိုရင်လည်းမီနီ60အထိကျွန်တော်တို့မကစားနိုင်ဘူးနောက်တဲ့ဆက်တဲ့ဘက်မှာဆိုရင်လည်းဒီလစ်မာဇာဝီလီနီယူတို့ဒီကစားသမား3ယောက်ကလည်းကျွန်တော်အတီးကအမဲကယ်ဆုံးတဲ့အဆင်ပြေနိုင်ပါမလားမထင်ရဘူးကျွန်တော်တို့မှာဒါကြောင့်ဒီနေ့ပွေးကတော့ကျွန်တော်အသင်းတက်ကိုတကယ့်ကိုရင်ဆိုင်ရမယ့် ခက်ခဲမှုတွေကျန်နေပြီးတော့သူတို့ရဲ့အင်ကွင်းမှာလုံးဝကိုအချင်းတွေမကောင်းတဲ့ပွေးစီတခုပေါ့ဗျာကျွန်တော်ကတော့အဲ့လိုထိတော့မမဲရပါဘူးစာသမားတို့ရေဘာဖြစ်လို့ဆိုတော့ကိုတင်းရဲ့လက်ရှိတော်နေတဲ့ဖောင်ရဲ့ရီယယ်ဆူစီတဲ့အတင်းတော်နေတဲ့အချင်းတွေတခုရေကအများကြီးကျွန်တော်ကိုဟနေတယ်ရုပ်ပြန်စီပင်မဖြစ်ပဲကျွန်တော်တရေတွေပါတယ်နဲ့အဲ့လိုလို့ပဲကျွန်တော်မဲတာကျဲတယ်ကျွန်တော်နိုင်ဖို့မှုသိမယ်လေးကိုသိမယ်ဆိုတာတပတ်ထားလိုက်အောင်အဲ့ဒီကကိုအတင်းအနေနဲ့ရုပ်ပြန်စီပင်မဖြစ်ဖို့ကိုပဲကျွန်တော်ညွှန်လိုက်ရတာ ကျွန်တော်ကလက်ရှိမှာဆိုရင်ဘလောက်တော့ရုပ်ပြစင်းပဲဖြစ်နေလဲနိုင်တဲ့ပွဲတွေကလေးကျွန်တော်တို့မှာကိုသမမကောင်းတာကြောင့်ဘပလစ်ဆိုတော့ကွင်းလေးကနေနောက်တန်းကိုပေါက်လာပြီဆိုရင်မထင်မပေးကိုသမစီကိုရောက်ပြီဆိုရင်ကိုကလူလူနေထိုင်နေဝင်သွားပြီဆိုတော့ဒီလိုအချိန်လေးကိုတုံ့တက်ကြည့်ရလို့ချင်းကိုသမကလည်းစိတ်မချဘူးနောက်တဲ့စန်တပ်တွေကလည်းစိတ်မချဘူးကွင်းလေးလေးယောက်မှလည်းအဲ့ဒီလေးယောက်စလုံးကကျွန်တော်တို့အတင်းတက်ကိုအလုံးလုံးနိုင်စေမရှိဘူးစိတ်မချဘူးနေဗက်တက်မှလည်းထွန်းနေလကောင်းပဲတထောင်တက်စီနေရမှာဆိုရင်လေပိုလို့တော့ကျွန်တော်တို့စိုးနေသေးတယ် ဟိုလေတော့အနေနဲ့ဒီအသည်မှာအတင်းနဲ့တူတူပွေထုတ်ပြီးတော့ခြေစမ်းပြမှုတွေကလုံးဝမရှိတော့ဘူးဆိုတော့ဒီလိုကျွန်တော်တို့အင်အားမတော်ဘဲနဲ့ထွက်ခေါ်သွားတဲ့လူစင်းရဲ့လက်ရှိကစားနေတဲ့ကစားသမားတိုင်းရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့အဓိကပါဝင်လာမယ့်ပွေထုတ်စစ်တယောက်မှလည်းအားကိုးလို့မရတဲ့ကစားသမားတွေကအများစုရှိနေတဲ့အတွက် VS ဆိုစီတွေကိုကျွန်တော်ဘယ်လိုချင်းကစားမလဲ Emirates တွေကတော့တကယ့်ကိုဖိအားများတဲ့များလာပဲနောက်ပွေးစင်တွေလာရေးပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်အာဆင်နယ်နဲ့ကစားမယ် ပြီးလို့ရှိရင်ထပ်ပြီးတော့ဒုတိယအကြော real ဆူစီလေးနဲ့ကစားရမယ်ဒီလိုအခြေအနေတခုမှာကိုရီကနောက်ပွေးစီနေမှာဗျာကိုရီအသင်းနဲ့အဓိကအားထားရတဲ့ကစားသမားတွေပါဝင်မယ်လို့လည်းကျွန်တော်ပြောလို့မရတော့ဘူးဘာဖြစ်ဆိုတော့အာမက်ဒီယာလိုတို့ကိုဗီမိုင်းနုတို့ကိုသမားနေရာမှာဆိုဘရင်ဒါတို့လီဆန်ဒိုမာတီနေတို့စားရီကစားသမားတွေကဒန်ပတ်တနာဂျုံနေရလို့အသေးသေးတရားသေးနေရာသေးကျွန်တော်နားရဖို့ရှိနေတယ်ဒီလိုအခြေအနေတခုမှာဆိုရင်ကိုရီကရွေးချယ်ခွင့်မရှိဘူးဆိုတော့ မလွေဘူးကျွန်တော်အတင်းတက်ကိုလည်းဘာပဲပြောကိုတွေကခုဆိုရင်ဒီလူစင်းကတော့စပင်ကလေးအတင်းနဲ့ကစားဖို့စပီနိုင်ကိုထုတ်ခေါ်ခဲ့ပြီပေါ့ဗျာအဓိကကစားမဲ့ပွေးစီမှာဘသူတွေကိုများအမွေအနေနဲ့ထစ်သိမ်းအသုံးပြုလာမလဲဆိုတာဒီညာစစ်နှစ်နိုင်စင်ကမှကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာ ဆိုတော့စာသမားတွေဒီကနေ့ဗီဒီယိုလေးကတော့မက်ဆာအောင်နဲ့တင်းနဲ့စပိန်နိုင်ငံကိုယူပါလေပွေးစဉ်အတွက်ထွက်ခေါ်တော်တဲ့လူစီရင်အခြေအနေကိုကျွန်တော်ဆွေးနွေးသုံးသပ်တော့ကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်ကျွန်တော်ပွေးကျင်းသွေးစက်ဗီဒီယိုလေးတင်ပေးထားတာရှိတယ်။ပြီးလို့ချင်းကျွန်တော် တင်းစားရှင်းလင်းပွဲဗီဒီယိုလေးတင်ပေးထားတဲ့ရှိတဲ့အတွက်ညီကတို့မကြည်အသေးဘူးဆိုရင်ကျွန်တော်ရဲ့ main YouTube channel လေးမှာဝင်ရောက်ကြည့်ကြည့်ပွဲကိုကျွန်တော်တောင်းဆိုပါတယ်။ဗီဒီယိုတိုင်းကိုကျွန်တော်နေ့စဉ်နေ့တိုင်းမလွတ်တမ်း ကျွန်တော်တင်ပေးတာဖြစ်လို့ညီကိုတို့စောင်းမြော်ကြည့်ကြည့် iPhone လေးကျွန်တော်ထည့်မဲ့ပြီးတော့တောင်းဆိုပါရစေ။ယူနိုက်တက်အနေနဲ့စပိန်ကလေးရီယယ်ဆိုစီတဲ့အင်ကွေးမှာအကောင်းမဲ့ဆုံးအဆင်ပြေဖို့အနေအထားတစ်ခုကိုလုပ်ပြနိုင်မလားဆိုတာဒီည7နာရီစင်ကပါကျွန်တော်စောင်းမြော်ကြည့်ကြည့်ရမယ်။ဒီနေ့ပွဲစဉ်ကညီနေပွဲဖြစ်တဲ့အတွက်ဖုန်းနံပါတ်လေးရေးထားပေးခဲ့ပါကျွန်တော်ညီကိုတို့တူတယောက်ရှိစီကိုဖုန်းဆက်ပြီးတော့ကျွန်တော်နှုတ်ပါမယ်။ကျေးဇူးအပေးတဲ့ညီကိုတူတယောက်ရှိကြပြီးကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြအောင်ဆရာသမားတွေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲ okay ပါ။